Microsoft Word မှာ table ဇာတ်ကွက်ဘောင်တွေရဲ့စတုတ်ဆိုင်အထူးအပောင်းကိုဘယ်လိုပြင်ရလဲဆိုပြီးတော့မေးထားတာလေးတွေ့ရတဲ့အတွက်ကျွန်တော်ဒီရက်သင်ခန်းစာလေးမှာမျှဝေပေးလိုက်ပါတယ်ကျွန်တော်တို့ Word မှာ table လေးတွေဆွဲပြီးသွားတဲ့အချိန်မှာသူ့ရဲ့ table စတုတ်ဆိုင်လေးတွေကအခုလိုမျိုးတင်းတင်းလေးဖြစ်နေတယ်ပေါ့နော်ထိတဲ့ပုံပြီးတော့မှကျွန်တော်တို့ဇာတ်ကွက်ကိုတည်တောင်းစတုတ်ဆိုင်လေးကိုထူးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ table တစ်ခုလုံးကိုဆက်လက်မှတ်ပြီးတော့မှဒီအပေါ်မှာရှိနေတဲ့ table design ဆိုတဲ့အထဲကိုဝင်မယ် ဘော်ဒါဆိုတဲ့ group ထဲမှာကျွန်တော်တို့ကပြင်ပေးရမှာဖြစ်ပါတယ်ဒီအပေါ်မှာကျွန်တော်တို့က line style ဆိုတဲ့နေရာလေးရှိတယ်ဒီထဲကိုဝင်ပြီးတော့မှကျွန်တော်တို့ဒီရဲ့စတုပ်ပေါင်းလေးမှာကျွန်တော်တို့ကငင်းချောင်းပုံစံလေးတွေနဲ့လိုချင်လား dash line ပုံစံလေးတွေနဲ့လိုချင်လားကိုယ့်ရဲ့စိတ်တိုင်းကျရွေးထားခဲ့လို့ရတယ်ဒီရဲ့ကျွန်တော်တို့ကအောက်မှာရှိနေတဲ့ line weight ဆိုတဲ့နေရာလေးမှာသူ့ရဲ့စတုပ် size လေးတွေကိုကျွန်တော်တို့ကအကြည့်အသေးပြင်လို့ရတယ်ပေါ့နော်အဲ့တော့ကိုကဘလောက် size လိုချင်လဲကိုလိုချင်တဲ့ size လေးကိုဒီထဲမှာရွေးခဲ့လို့ရတယ် ြီးရင်တော့ကျွန်တော်တို့ကဒီမှာပန်ကာလာဆိုတဲ့နေရာလေးမှာတော့သူ့ရဲ့စတုံမြင်းလေးတွေကိုကျွန်တော်တို့ကအမဲအောင်နဲ့မထားချင်ပါဘူးအချားအယောင်လေးတွေထားချင်တယ်ဆိုရင်ကိုကြိုက်နဲ့တက်တဲ့အယောင်လေးတွေကျွန်တော်တို့ရွေးခဲ့လို့ရတယ်အားလုံးကျွန်တော်တို့ကိုယ့်ရဲ့စိတ်တိုင်းကျရွေးပြီးသွားပြီဆိုရင်တော့ border တွေကနေပြီးတော့မှ all border ဆိုတာလေးလောက်လိုက်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာမြင်းချောင်းလေးတွေကလည်းနည်းနည်းလေးကျွန်တော်တို့ပို့ပြီးတော့ထူလာပြီးတော့အနီရောင်ကာလာလေးလည်းဖြစ်သွားမယ် ူ့ရဲ့စတုတ်ဆိုင်လေးတွေကလည်းအနှဲငယ်ကြီးသွားတာကိုတွေ့ရပါလိမ့်မယ်ပုံမှန်အမဲအောင်တန်းလေးပဲကျွန်တော်တို့ထားခဲ့ပါမယ်တေဘယ်တစ်ခုလုံးဆက်လက်မှတ်ပန်ကာလာတဲ့နေပြီးတော့မှကျွန်တော်တို့ကအမဲအောင်လေးပဲရွေးခဲ့မယ်ဘော်ဒါလေးကနေပြီးတော့မှအော်ဘော်ဒါဆိုတာလွတ်လိုက်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာအခုလိုမျိုးပုံစံလေးပြောင်းသွားမယ်ပေါ့ဒီတော့ဒီထက်ပို့ပြီးတော့မှစတုတ်ဆက်လေးကိုကြီးကျင်ပါသေးရဲ့ဆိုရင်လည်းရတယ်တေးပဲတစ်ခုလုံးကျွန်တော်တို့ဆက်လက်လေးမှတ်ပေးထားမယ်စိုက်ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာ line weight ဆိုတဲ့ထဲကနေပြီးတော့မှ နည်းနည်းလေးထပ်ပြီးတော့မှထူတဲ့ပုံစံလေးကိုရွေးထားလိုက်မယ်။ border တွေကနေပြီးတော့မှ all border ဆိုတာလေးကိုလုပ်လိုက်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့က table စရာွက်လေးတွေကပို့ပြီးတော့မှကျွန်တော်တို့ကတိတာလာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ပုံမှန်အတိုင်းလေးပြန်ပြီးတော့ထားခြင်းနဲ့ဆိုရင်လည်းရပါတယ်ကျွန်တော်တို့ဒီမှာ table တစ်ခုလုံးဆက်လက်လေးမှတ်ပေးထားမယ်ဒီရက်ကျွန်တော်တို့ line weight ဆိုတဲ့ထဲကနေပြီးတော့မှပုံမှန် size လေးကိုကျွန်တော်တို့ကပြန်ပြီးတော့ရွေးထားခဲ့ border တွေကနေပြီးတော့ all border ဆိုတာလေးကိုပြန်လုပ်လိုက် ဒါဆိုရင်တော့ကျွန်တော်တို့ကပုံမှန်အတိုင်းလေပြန်ပြီးတော့မှရရှိသွားမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ Microsoft Word မှာတေဘယ်ဇယားကွက်တွေရဲ့ဘောင်တွေရဲ့ကျွန်တော်တို့ကစတုတ်ဆိုင်အတူအပါကိုပြင်လို့ရတဲ့နည်းလမ်းလေးဖြစ်ပါတယ်။အားလုံးနားလည်လောက်မယ်လို့ထင်တယ်။ကိုယ်ကိုယ်တိုင်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ရင်းနဲ့စမ်းကြည့်ပေးလို့ရပါတယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။